ါရှင်မေလ20ရက်အင်္ဂါနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းစော်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့တုံကွာရင်2025ခုနှစ်မိုးရသည်စိုက်ပျိုးစရိတ်ချင်းငွေပေးရတဲ့သတင်းရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်တုံကွာမြို့နယ် မြမလေယာဖွံ့ဖြိုးရေးဘဏ်တွင်2025ခုနှစ်မိုးရသည့်စိုက်ပျိုးစီချင်းငွေပြည့်ရပွဲကိုမေလ19ရက်နေ့နဲ့ဆင်နိုင်ကပြုလုပ်ရာမြမလေယာဖွံ့ဖြိုးရေးဘဏ်ယုံချုံမှဥစားညွှန်ကြားရေးမှူးဦးမင်းသူနှင့်အဖွဲ့လာရောက်ကြည့်ရှုအားပေးကြောင်းသိရပါသည်။ရှေးဦးစွာမြမလေယာဖွံ့ဖြိုးရေးဘဏ်ယုံချုံမှဥစားညွှန်ကြားရေးမှူးဦးမင်းသူကအဖွဲ့အမှားစကားပြောကြားပြီးတိုင်းဒေသကြီးမန်နေဂျာဦးကျော်သူရကချင်းငွေမူဝါဒနှင့်စီကံချက်များရှင်းလင်းပြောကြားပါသည်။ အဲ့ဒီနောက်စိုက်ပျိုးစိတ်ချိန်ွေများထုတ်ချေရရင် အချိန်စီကျွေးချံအားလုံးပိဆက်ပြီးတော့မှုကုံးတာကြီးရွာဟေမဆလာကြီးရွာအုပ်စုမှတောင်သူ100ခန့်ဦးအားတအေကကျက်တသိန်းခွဲနှုန်းဖြင့်906ဧကအတွက်ငွေကျက်1359သိန်းအားထုတ်ချေပေးကြကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့စီသူလင်းကပေးပို့လာတာပါဆလာဒင်ဆမဲတဲ့ရင်ကတော့တရားမျိုးရင်သွေးလုံးတို့ကိုယောဂကြိုတင်ကာကွယ်လုပ်ငန်းများဆောင်ရွက်တဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်တံတားမြို့တွင်သွေးလုံတို့ကိုယောဂါချိုတင်ကာကွယ်နှိမ်နင်းရေးအတွက်အပိတ်စီခတ်ခြင်းနဲ့ဖုံးတုံလဲဆဲလုပ်ငန်းများကိုမေလ19ရက်နေ့နောက်9နာရီကအခြေခံပညာထက်တန်းကျောင်းများတွင်ကျန်းမာရေးဝန်ထမ်းများမိခင်နှင့်ကလေးဆောင်ရှောက်ရေးအသင်းအဖွဲ့ဝင်များအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများပူးပေါင်းပြီးဆောင်ရွက်ကြကြောင်းသိရပါရရှင်ထမန်တဲ့စမဲတရင်ကတော့စေကြီးခနောင်တို့မြို့နယ်တွင်စက်တက်ရေရင်တမန်များစံခိုင်မှုစစ်စစ်ရေတရင် ရန်ကုန်တိုင်းဒေသကြီးစိတ်ကြီးခနောင်တို့မြို့နယ်တွင်စိတ်ကြီးနှင့်ကီလီဝါရန်စိတ်ကန်းတို့မောင်းနှင်ပြေးဆွေးလျက်ရှိတဲ့ရွှေရန်ကုန်စစ်တပ်လေရင်လိုက်မှစစ်တပ်ရရင်တမန်များစန့်ခိုင်မှုစစ်ဆေးခြင်းကိုမေလ19ရက်နေ့နေ့ပိုင်းကဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မင်းထွန်းဦးဆောင်ပြီးဌာနဆိုင်ရာတာဝန်ရှိသူများအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များနဲ့ ရေရင်လိုင်းတာဝန်ရှိသူများပူပေါင်းဖွဲ့ကစက်တဲ့ရေရင်ကိုတွေများကြန့်ခိုင်မှုရှိမရှိစက်အင်ဂျင်ကြန့်ခိုင်မှုရှိမရှိအရေးပေါ်အသက်ကြီးအင်ကြီးဘောခွေများပါရှိရေးညအချင်းအချက်ပြမီပါရှိရေးရေရင်လိုင်းစင်နဲ့ရေရင်မောင်းနေသူများတတ်မှတ်လိုင်းစင်အထောက်ထားပါမပါတို့အားကြည့်ရှုစစ်ဆေးဆောင်ရွက်ကြကြောင်းသိရပါတယ်စစ်ကြီးကနောက်တို့မြို့နယ်နေပြည်သူများအနေဖြင့်လက်တလို့တွင်ရေလန်းခရီးကိုသာအထူးကသွာလာလျက်ရှိပြီး အဆိုပါရွှေရံကုန်စက်တက်လေးရင်လိုင်းမှာစုစုပေါင်းတမန်စီးရီ190ဖြင့်ရန်ကုန်မြို့ထဲသူခီးသွားပြည်သူ6000ကျော်ခန့်အားနေစဉ်ပို့ဆောင်ပေးလျက်ရှိကြောင်းလည်းသိရပါပါရှင်။ဒီသတင်းကိုတော့ဝေယံကပြပူလာတာပါ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တန်လင်းသဘာဝတရားရိပ်သားသူအဝယ်ထဲများလှူဒါန်းနေတဲ့တွင် ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျွန်းခရိုင်တောင်မွေးမြို့နယ်ရှိမူရီစေးဆွဲသူများပြန်လည်ထူထောင်ရေးအသင်းမြန်မာဗဟိုမှဥက္ကဋ္ဌနှင့်အသင်းသားအသင်းသူများမြေတာဆိုင်ရှိတင်နန်းသားများနှင့်ခொနည်းရသားသမီးများရဲ့စစ်ပေါင်းအလူအဖြစ်မေလ19ရက်နေ့နောက်ပိုင်းကတန်လင်းတဘာဝတရားရှိတာတွင်ခိုလုံးလျက်ရှိသောသူများအတွက်လိုအပ်သောအဝတ်အထည်များပေးရလှူဒါန်းခြင်းကိုမူရီစေးဆွဲသူများပြန်လည်ထူထောင်ရေးအသင်းမြန်မာဗဟိုရှုံးနေပြုလို့ရအမျိုးသမီးဝေအမျိုးသားဝေအင်ဂျင်များတီရှယ်များ များ၊ပဆိုးများ၊ဘောင်းမီများစတဲ့အဝယ်ထည်များနဲ့အမျိုးသမီးအသုံးအစားပစ္စည်းမျိုးစုံပါဝင်သော ASAARPL လူရန်ရာတန်လင်းတဘာဝတရားရိပ်သားမဆရာလေးဒေါ်ရခိနာညာနေကလာရောက်လက်ခံကြောင်းသိရပါဗျ။ဒီသတင်းကိုတော့နိုင်လင်းအောင်ကပေးပို့ထားပေးဖြစ်ပါရဲ့ရှင်။ဆလတ်တင်ဆက်မဲ့သတင်းကတော့ဒလာမြို့နယ်တွင်မူလာရန်အစင်ကြောင်းသားကြောင့်သူများပကြေပြန်ပွဲကျင်းပတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးဒလာမြို့နယ်တွင်လူငယ်များပကြေပြန်ပွဲကို မေလ19ရက်မွန်းတဲ့7နှစ်နာရီကလူမှုခြေပြုဗဟုဌာနကွန်မြူနတီခမ်းမမှာပြုလုပ်ကြောင်းသိရပါတယ်။လူမှုခြေပြုဗဟုဌာနကွန်မြူနတီစင်တာခမ်းမတွင်ပြုလုပ်ကြောင်းသိရပါတယ်။ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တီတာဝင်းကပြန်ဝဲပြုလုပ်ရခြင်းအရွယ်ချက်ကိုပြောကြားပြီးကျောင်းသားကျောင်းသူများကမိမိတို့ကြိုက်နှစ်သက်ရာစိတ်ကြိုက်ပကြီးပြောင်းဝဲကိုပါဝင်ရှင်ပြိုင်ကြပါတယ်။ ပြိုင်ပွဲတွင်အကောင်းဆုံးရှင်ပြိုင်နိုင်သူများကိုရွေးချယ်၍ဆုလက်ဆောင်များပေးအပ်ခြင်းမြင်မှာဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်ဆန္ဒမြင့်ကပေးပို့လာတာပါ။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ဂျင်မနိုင်းမြို့နယ်တွင်ဂျပန်အုံနောက်ရောင်ကာကွယ်ဆေးတိုက်ကြွေတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးကြီးမနိုင်မြို့နယ်ဆေယူရန်ညင်ရီရက်ကွက်၊ကရင်အမျိုးသားရက်ကွက်၊တီရာရက်ကွက်များတွင်မေလ19ရက်မနက်ပိုင်းမှစတင်ကဂျပန်အုံနောက်ရောင်ကာကွယ်ဆေးတိုက်ကြွေးကြဆောင်သိရပါရယ်။ကာကွယ်ဆေးတိုက်ကြွေးခြင်းဆောင်ရနေရသူမြို့နယ်ကျန်းမာရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဒေါက်တာခင်မောင်းလွင်မြို့နယ်အမျိုးသမီးရှေ့ရအဖွဲ့မိခင်နေကလေးဆောင်ရှောက်ရေးအသင်းတို့မှကုညီဆောင်ရွက်ပေးကြဆောင်သိရပါရယ်။ကြီးမနိုင်မြို့နယ်အတွင်းအသက်တစ်နှစ်မှအသက်၅နှစ်အထိဂျပန်အုံနောက်ရောင်ကာကွယ်ဆေးတိုက် က်ကျွေးခြင်းကို2025ခုနှစ်မေလ19ရက်နေ့မှ26ရက်နေ့အထိဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့ခိုင်စာလင်းကပေးပို့ထားပဲဖြစ်ပါတယ်။ရွှေရကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။